မသွေးရင်ကြောင့်မသွေးတက်ကဥသိပြီးတော့ရွှေရင်ငွေတွေထပနာတာကိုကြိုက်တဲ့အဖွဲကလည်းရှိတယ်မကြိုက်တဲ့အဖွဲလည်းရှိတယ်ပေါ့မသွေးရင်ကြောင့်မသွေးတက်ကဥသိပြီးတော့ရွှေရင်ငွေတွေထပနာတာကိုကြိုက်တဲ့အဖွဲကလည်းရှိတယ်မကြိုက်တဲ့အဖွဲလည်းရှိတယ်ပေါ့ဥသိင်ကကြိုက်တဲ့အဖွဲလည်းပါတယ်မကြိုက်တဲ့အဖွဲလည်းပါတယ်ပေါ့ ကြိုက်တာကဘာကြောင့်လဲသူတို့ရှင်ဦးသင်ကရန်တပဖြစ်လို့ပေါ့ဒီမထိုးရင်တန်တိုင်းမှာသာပနာရကိုတဘောကြတာဘာကြောင့်လဲသူနောက်ခါမှာဒီမန္တလေးသူကတဘောဘေးအနေနဲ့ခဏခါကြုံတဲ့နေရာဒီเจ้าကပြတိခဲ့မယ်ဆိုလို့ရှင်သူတို့နေနဲ့နောက်ခါမှာပြန်ဆောက်ဖို့ဆိုပြီးတော့သာပနာတာဒါကလည်းဖြစ်တဲ့တဘောပေါ့နော်ဦးသင်တို့မြန်မာနိုင်ငံတို့ပြောလို့ရှင်ဘုရားဘာသာကိုခွာလို့မရဘူး ဗုဒ္ဓဘာသာလို့ပြောလို့ရှိရင်လည်းဒီသပ္ပေယန္တရားကိုပရိယတ္တယန္တရားကိုလည်းခွာလို့မရဘူးအဲ့ဒီသပ္ပေပရိယတ္တယန္တရားကိုပြောလို့ရှိရင်လည်းမစိုးရင်ကခွာလို့မရဘူးနော်အဲ့ဒါကြောင့်ဌာပနာလို့တပွားကြတယ်တစ်ဖက်ကပြောတာပေါ့ဟာဒါတွေကမလိုဘူးပြောကြတယ်ဒါအကောင်မီးတဲ့ပညာအမကောင်တဲ့လူတွေပြောကြတယ်ပေါ့ ူတို့ပြောတာကိုဦးဇင်းကနည်းနည်းလက်ခံတယ်လူငယ်တွေအခွင့်အမျှပေါ့လူငယ်တွေကို ရွှေချမှတိုင်းပြည်တိုးတက်မှာလို့ပေါ့ဦးဇင်းနဲ့ဒီသွေးထားလို့ဦးတည်တဲ့မန္တလေးကလူတွေအကုန်လုံးကိုဒီမတော်ရင်ចောင်းကိုថាបနာတယ်လို့ပဲလူငယ်တွေအုံနောက်ထဲကိုလည်းថាបနာပါအဲ့ဒါကဘာတွေថាបနာမလဲဆိုလို့ရှိရင်ကိုကမြို့တစ်ခုရွာတစ်ခုရပ်ွက်တစ်ခုမှာပေါ့စာကြည့်တင်းလေးတွေစာဖတ်တဲ့အတင်းလေးတွေထောင်းရင်ပိုကောင်းတယ်ပေါ့ ဒါလည်းလှုပ်ပေးတင်တာပေါ့နော်လူငယ်တွေကသာသာတွေဖက်မှစာများများဖက်မှသူတို့ကလမ်းပွင့်မှာနော်အခုတချို့သောလူငယ်တွေကြည့်လို့ရင်စာလည်းမဖက်ဘူးသူများဟိုလူလာကြတော့အာဒရာအာမကောင်းဒရာအာကောင်းပြီးတဲ့ပညာအာမကောင်းတဲ့အလူတို့ရှောက်ကြရတယ်အဲ့ဒါဘာကြောင့်ကဲရလဲဆိုလို့ရှိရင်သူတို့ကတကယ်ယဉ်ကျေးမှုအမွေနဲ့တမိုင်းတွေကိုနားမလဲဘူးဘာကြောင့်နားမလဲတယ်စာမဖက်လို့ ဘာကြောင့်စာမဖတ်လဲသူတို့ရဲ့ပုံဝင်ချက်မှာကစာဖတ်လောက်အောင်စာဖတ်ချင်လောက်အောင်အာမပေးဘူးเนาะအဲ့ဒါကြောင့်စာဖတ်တာကိုအာပေးဖို့เนาะစာပေဟောပေးဘဲကိုအာပေးဖို့တရားနာတာတရားစာဖတ်တာကိုအာပေးဖို့စာကြည့်တဲ့တွေဖွင့်အဲ့ဒါကလူငယ်တွေကိုထာပနာတာဖြစ်ပါတယ်ဟမ်မနေ့ကတင်လိုက်တဲ့လက်စုပ်လက်ဖြန်တတ်ပါစေဆိုတဲ့ တရားပို့စလေးကတော့ဒီเจ้าအလူတွေကိုပါဝင်ပြီးတော့မှလူတန်းကြတဲ့အလူရှင်တွေနဲ့ပတ်သက်ပြီးတော့မှတင်ထားတဲ့တရားပို့စလေးပဲဖြစ်ပါတယ် view အနေနဲ့1 million ကျော်သွားပြီပေါ့เนาะအဲ့ဒီထဲမှာ comment အမျိုးမျိုးတွေ့ရပါတယ်အချို့ကလည်းဝမ်းမြောက်ဝမ်းသာဒါတို့ခေါ်တဲ့ပုံကိုယ်တွေတွေ့သလိုအချို့များကြတော့လည်းပဲအဲဒီလူတာကို အာမပေးတဲ့သူတွေ မထောက်ခံတဲ့သူတွေဝေဖန်တဲ့သူတွေဒီပုံကိုယ်တွေလည်းပဲများစွာတွေ့ရပါတယ်အဲ့ဒီအဲမှာမှခေါမလေးတစ်ခုကဆရာတော်ဘုရားတဲ့တပည့်တော်ရှောက်တင်ပြရစီဘုရားသာသနာပြန်ပွားဖို့ကျောင်းဆောက်တဲ့အလူမှာဆောက်တုံးလေးကြုံတုံးလေးလူတာကတော့အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါတယ်ဘုရားဒါပေမဲ့ရေများရာမိုးတာနေတယ်လို့မြင်မိပါတယ်ဘုရားတဲ့မိဘမဲ့ပရာဟိတကျောင်းတွေနဲ့ ဘူဘာရိတ်တာပရိဒအကြောင်းတွေမှာအလို့ရှင်မရှိလို့ဖြစ်တယ်လို့ကျွေးမွေးနေရတာတွေမြင်ရပါတယ်ဖရာတဲ့အဲ့လိုနေရာမျိုးကြအခုလို လူမဲ့သူတွေမပေါ်တာတော့ဝမ်းနေမိပါတယ်ဖရာတဲ့ဘယ်သူမှ ဝေဖန်ခြင်းမဟုတ်ပါတဲ့ဘယ်သူမှမစော်ကားပါတဲ့မိမိအမြင်သာ ဖြစ်ပါတယ်ဖရာအစဉ်ပြေရင် reply လေးပြန်ပေးပါလို့လာရောက်ပြီးတော့သူက မေးထားတာပေါ့နော်အခုလူငယ်တွေဂျာထဲမှာနာမည်ကြီးနေတဲ့တခြင်းလေးတစ်ပုဒ်လို့ပေါ့ ိုကြိုက်တာကိုလို့ကိုဖြစ်ရင်ကိုခံကိုထိုက်နေကိုကံဆိုတဲ့အတိုင်းပဲလူတွေဟာကိုကြိုက်တာကိုလို့ကြတာဖြစ်ပါတယ်ရှင်းသွားအောင်ပြောရမယ်ဆိုရင်ဘုံဘုံတို့เจ้าမှာเจ้าတီထောင်ကားစားပေါ့เจ้าတီထောင်ကားစားဆိုတော့အလို့ရှင်တူဦးရောက်လာတယ်เจ้าလူကျင်ပါတယ်တဲ့ပြီးတော့ဘုံဘုံတို့ကပြောရတယ်ဒါကြီး ြောင်းကတော့ဘုံဘုံတို့နေစရာရှိတယ်။အဓိကလိုအပ်တာကတော့ကုသီအိမ်သာဖြစ်တယ်လို့။အဲ့ဒါလေးလူပါလားလို့ပြောတော့ရှင်ဘုရားတဲ့တတိတော့ကြောင်းပဲလူကျင်တာတဲ့။ဆိုတော့ဘုံဘုံတို့ကဘာမှမပြောတတ်တော့သူလူကျင်တဲ့ကြောင်းကိုပဲခွင့်ပြုပေးလိုက်ရတယ်ပေါ့နော်။ဒါနဲ့နောက်တော့ဦးထလာပြန်တယ်။နောက်တော့ဦးကတော့တတိတော့ကုသီအိမ်သာလူကျင်တယ်ဘုရားတဲ့။ဒါကြီးလို့ကုသီအိမ်သာကတော့ ဟိုအစင်ပြေတယ်လို့တော့လှုပ်ထားလှုပ်ထားတယ်လို့အဲကြောင်းပဲလူပါလားလို့ပြောပြန်တော့သူကဘာပြောတော့ဆိုတော့ရှင်ဘုရားတဲ့ကြောင်းအလူရှင်တွေကပေါ်တယ်တဲ့တပည့်တော်ကူဒီအိမ်နာပဲလူမဲတဲ့ဆိုတော့သူ့အလူကိုလည်းဖုံဖုံတို့ကတားမြစ်လို့မရပြန်ဒါနဲ့အဲ့ဒီပုံကကူဒီအိမ်သာလူသွားတယ်ပေါ့နော်ပြောချင်တာကတော့သူကြက်ရာကိုကြက်ရာလူကြတာဖြစ်ပါတယ် ရေများရာမိုးရွာနေတယ်လို့ပဲတဲ့။သူကဘလို့ပြောကျင်တာလဲတော့မသိဘူးပေါ့နော်။အခုဇွဲတန်မီသားစုကသာသနာ့နယူပရိသာเจ้าတော်ကြီးကိုဆောက်လုပ်တဲ့အခါမှာလက်ဇွဲတဲ့ကိုချစ်ကြတဲ့အားပေးကြတဲ့ကစတမ်ဘာတွေရောအဲအလူရှင်တွေအားလုံးပေါ့လေ။လူရှင်တွေအားလုံးကဝိုင်းဝန်းပြီးတော့မှ လူဒန်းကြတယ်။ဒီလိုလူဒန်းတာဟာပုဂ္ဂိုလ်ခင်မတရားမင်းဆိုတဲ့ စကားလေးလည်းရှိပါတယ်။ပုံကိုကိုခင်ပြီးတော့မှမြတ်စွာဘုရားလက်ထက်ကတရားရသွားတဲ့ယဟန်တော်တွေရှိသလိုဒီပုံကိုခင်တွယ်လို့ဒီပုံကိုကိုသဘောကျလို့အားပေးလို့သူ့ကိုအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်တွေပြုလုပ်ဖြစ်တာတွေလည်းပဲရှိပါတယ်။ရေများရာမိုးရွာတယ်လို့ပြောလို့မရဘူးပေါ့နော်။ဒီအကြောင်းအရာနဲ့ပတ်သက်လို့ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးကလည်းဟောထားတာရှိပါတယ်။အားလုံးသိမှာပါနော်။ ဖော်ရနာတယောက်ကဆရာတော်ကိုမေးတယ်ဆရာတော်တဲ့မြန်မာနိုင်ငံကလူတွေကအ धिक နဲ့တာမန်ညာမခွဲတတ်ဘူးတဲ့အ धिक လိုအပ်တာကဆေးရုံတွေဆေးကန်းတွေကလေးတွေပညာရေးတွေဓာတ်တွေကိုထောက်ပံ့လူဒန်းရမှာတဲ့အဲ့ဒီနေရာတွေကိုထောက်ပံ့လူဒန်းရမယ်အစားအခုကြတော့ဖရာတွေတဲတာတို့ကျောင်းတွေဆောက်တာတို့ဓာတ်တွေကိုပြုတ်လုံနေတဲ့အတွက်ဘလို့အကျိုးရှိမှာလဲလို့ ဆရာတော်ကိုဒီလိုပြောပါတယ်။အဲ့မှာဆရာတော်ပြောလိုက်တဲ့စကားလေးကဒကာကြီးသုံးဖို့ဒကမာကြီးပေါ့။ခမားနိုင်ငံတကာပတ်ပြီးတော့ခྱི་တွေသွားနေတာ။အဲ့တော့တနိုင်ငံနဲ့တနိုင်ငံသွားတဲ့အခါမှာကုန်ကျစရိတ်ကနဲတာမှာမဟုတ်ပဲ။အဲ့ဒီကုန်ကျစရိတ်ကိုအခုဒကာကြီးပြောနေတဲ့နေရာတွေပေါ့။နော်ပညာရေးလိုအပ်တဲ့နေရာမှာပညာရေးအတွက်လူဆေးရုံလိုအပ်တဲ့နေရာမှာဆေးရုံလို့ ဘိုးဘွားရိတ်သားတွေမှာဘိုးဘွားရိတ်သားအလျောက်လူမိဘမဲ့ဂေဟာတွေမှာမိဘမဲ့ဂေဟာအလိုက်လူလူဘလားလို့ပြောတော့အဲ့ဒီတော့မှ foreigner ကသဘောပေါက်သွားတယ်။ရိုးဂျန်တာကဖမုံတို့တွေက "तू ကြိုက်တာ तू လုတ်တာဖြစ်တဲ့အတွက်ဘာမှပြောလို့မရပါဘူး။စောနာကဖမုံပြောတဲ့လူတွေလိုပဲလေ။ဖမုံတို့ကကုတွေအိမ်နာလိုချင်းတော့ကြောင်းလာလူတွေ။ तू ကြိုက်တာ तू လူဆိုဖမုံတို့ကခွင့်ပြုပေးရတယ်။ ဟောကုရီလာလူတဲ့လူကိုကြတော့ဒကာကြီးကြောင်းကိုပဲလူပါလို့ပြောပြရင်တော့သူကကုရီအိမ်သားပဲလူကျင်တယ်တဲ့အဲ့တော့ဖုံဖုံတို့တာသနာဝန်ထမ်းတွေအနေနဲ့ဖျားလူကျင်တဲ့ပုဂ္ဂိုလ်ကိုဖျားမလူနဲ့ဘူပါရိတ်တာမှာသွားလူကြောင်းလူကျင်တဲ့ပုဂ္ဂိုလ်တွေကိုကြောင်းမလူနဲ့မိဘမဲ့ကြီးရမှာသွားလူလို့ပြောလို့မရပါဘူးသူတို့တွေရဲ့စိတ်ဆန္ဒကဒီကြောင်းပဲလူကျင်တာဒီဖျားပဲတည်ကျင်တာလေ ိဘမဲ့ဂေဟာတွေဘိုးဘွားရေးသားတွေလူကျင်သားမှမဟုတ်ပဲအဲမိဘမဲ့ဂေဟာမှာလူကျင်တဲ့ပုံကိုယ်တွေဘိုးဘွားရေးသားမှာလူကျင်တဲ့ပုံကိုယ်တွေအဲ့ဒီအလို့ရှင်များကိုလည်းပဲမင်းတို့တွေသွားဖျားစီဒီမှာသွားလူခုံကြီးเจ้าတွေမှာသွားလူပြောရင်သူတို့တွေဘယ်လိုပြောမလဲခုံကြီးเจ้าဆိုတာအလို့ရှင်တွေပြည့်နေတာမလို့ဘူးဖျားစီဒီဆိုတာလူမဲ့လူတွေပေါ်တယ်မလို့ဘူးဒါမျိုးပြောမှာပေါ့ပြောကျင်တာကကိုကြိုက်တာကိုလုံးကြတာဖြစ်ပါတယ်ကိုကြိုက်တာကိုလုံးမှလည်း ုသူကအပြည့်အဝရမှာပေါ့သူများတိုက်တွန်းလို့ဥပမာဖရားစီရီလူကျင်တဲ့ပုံကိုကိုဘဝရိတ်တာမှာသွားလူမိဘမဲ့ကြီးရမှာသွားလူလို့ပြောတော့တိုက်တွန်းလို့တာလူလဲရတယ်ဒါပေမဲ့သူ့ရဲ့စိတ်ကသူ့ရဲ့ကုသူကတတ်တင်ခါရီကကုသူဖြစ်နေတယ်တတ်တင်ခါရီကကုသူဆိုတာသူများတိုက်တွန်းလို့လူရတဲ့ကုသူမျိုးပေါ့အဲကိုယ်စိတ်နဲ့ကိုယ်ကိုယ်နဲ့လူမှသာလျင်ပို့ပြီးတော့မှအကျိုးများတာဖြစ်လို့ဒါကိုကြိုက်တာကိုလုပ်တာပဲကောင်းပါတယ် ဒါဒီသဘောတရားကိုနားလည်ရမှာဖြစ်ပါတယ်။သို့တော်လည်းအကျိုးပေးတာချင်းတော့မတူဘူးပေါ့။သာသနာ့တွင်မှာလူတာနဲ့ဒါသီလသမာဓိပညာနဲ့ပြည့်စုံတဲ့သူတွေရှင်မှာလူတာနဲ့သီလသမာဓိပညာမရှိတဲ့နေရာမှာလူတာနဲ့ကတော့ကွဲပြားခြားနားမှုရှိပါတယ်။မြတ်စွာဘုရားမေတော်မိနတ်သားကိုကျေးဇူးဆပ်ဖို့ဆိုပြီးတာဝရဏနတ်ပြည်ကိုတက်သွားတော့မြတ်စွာဘုရားပန္နုကမ္မလာကြောက်နေရာအထက်မှာထိုင်နေတဲ့အချိန်မှာပဲဒီအိနကနတ်သားနဲ့ အင်ဂုဒနတ်သားရောက်လာပါတယ်အိန္ဒကနတ်သားကတော့မြတ်စွာဘုရားရဲ့ညာဘက်မေတော်မိနတ်သားရဲ့နောက်မှာအိန္ဒြိယရာထိုင်နေတယ်အင်ဂုဒနတ်သားကတော့မြတ်စွာဘုရားရဲ့လက်ဝဲဘက်ဘယ်ဘက်မှာပေါ့ထိုင်နေတယ်အဲ့တော့သတောင်းတော်ဆက်ကြဝလာတိုက်ကနတ်ပြမာတွေတပွဲပွဲတသေးသေးနဲ့ရောက်လာတဲ့အချိန်မှာအင်ကုဒနတ်သားဟာတကိုးကြီးတဲ့နတ်ပြမာပြိတ္တတွေရောက်လာတဲ့အခါမှာနောက်ဆိုးရင်နောက်ဆိုးရင်နောက်ဆုံး12ယူဇနာအထိကိုရောက်သွားပါတယ် အိန္ဒကနတ်သားကတော့သူ့နေရာနဲ့သူအေးအေးဆေးဆေးတီတီငြိမ်ငြိမ်အိန္ဒြေရရနဲ့ထိုင်ပြီးတော့တရားနာနေပါပြီးတော့မြတ်စွာဘုရားကအိန္ဒအင်ကုဒနတ်သားကိုလှမ်းပြီးတော့မေးတယ်ဘာဖြစ်လို့နောက်ဆုတ်သွားရတာလဲမေးတဲ့ကမှာသူလူတဲ့အလူဒါနာဟာဓမ္မရေချောင်းစီ မောင်းတီးတဲ့အလူဒါနာကြီးဖြစ်ပေမဲ့လို့သူဟာသာသနာပကာလမှာသီလတမာရီပညာမရှိတဲ့ပုဂ္ဂိုလ်တွေကိုလူဒန်းခဲ့တာဖြစ်တဲ့အတွက်သူ့ရဲ့အလူဒါနာအကျိုးမကြီးဘူးတဲ့။ဟောမြတ်စွာဘုရားရဲ့ညာဘက်မှာထိုင်နေတဲ့ အိန္ဒကနတ်သားကတော့မြတ်စွာဘုရားရဲ့သာသနာမှာအရှင်အနုရုဒ္ဓကိုတစွန်းတစ်ယောက်မှလေးလူခဲ့တဲ့အတွက်သူ့ရဲ့အလူဒါနဟာအကျိုးကျေးဇူးကြီးမားတယ်တဲ့ဒါကွာခြားတာပါပဲပြောကျင်တာကတော့ဒီအနုတ္တရံအတုမရှိမြတ်လာစွာသောပုံညာခေတံကုသိုလ်မျိုးစေ့တွေစိုက်ပျိုးချရာလေယာမြေကောင်းတဲ့တူတဲ့မြေစီမြေလွာမြေဩဇာတွေနဲ့ပြည်စုံတဲ့เนาะတန်ဃာတန်ဃာယရနာဆိုတဲ့ဒီចောင်းတိုက်တွေမှာလူဒန်းတာဟာ အကူလူလိုက်တဲ့အလူဟာနော်အပကဗီဇံအနှဲငယ်သောမျိုးစည်ဖြစ်ပေမဲ့လည်းပဲအပင်ကြီးထွားနှုံးဟာ အရန်ကိုများပါတယ်။ဒါကြောင့်မို့ကိုကြိုက်တာကိုလုတ်ပါ